မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်အရေးကြီးသတင်းကတော့မြန်မာနိုင်ငံမှာစစ်မှုထမ်းရန်အကျုံးဝင်နေတဲ့လူငယ်များကသင်းမောသားအလုတ်ကိုင်းနဲ့စစ်မှုထမ်းကိုတင်းရှောင်းရန်ပြည်ပကိုထွက်ခွာသူတွေများပြားလာတဲ့အတွက်စစ်ကောင်စီကအသက်25နှစ်နဲ့အထက်ကျော်လွန်သူများကိုသင်းမောသားအလုတ်ကိုင်းလုတ်ကိုင်းခွင့်မပေးတော့ဘဲတရားဝင်ပိတ်ပင်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရေချောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကလာမယ့်ဇူလိုင်လ၁ရက်နေ့ကစတင်ပြီးတော့အသက်25နှစ်နဲ့အထက်လူငယ်များအလုံးသင်းမောသားအလုတ်ကန်လုတ်ကန်ခွင့်မပေးတော့ဘဲပိတ်ပင်လိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ကန့်တတ်ချက်စီးမြင်အသည့်များအနေနဲ့သင်းမောသားလုတ်ကန်လူသူများဟာအသက်25နှစ်အောက်ရှိရမယ့်အပြင်အင်္ဂလိပ်စာအရေးအဖက်အပြောနားလည်မှုစွမ်းရည် IELTS 4 skill အမှတ်9နဲ့အထက်ရှိရမယ်ဆိုတော့တတ်မှတ်ချက်အသစ်ကိုပါတိုးမြင့်ချမှတ်လိုက်တယ်လို့သိရပါတယ်။ လာမယ့်ဇူလိုင်လ၁ရက်နေ့မှာအသက်24နှစ်နဲ့6လအထက်ရှိနေတဲ့လူငယ်တွေကိုတင်မောသားလက်မှတ်တင်တန်းတွေဘယ်လူငယ်မှတက်ခွင့်မပေးတော့ပါဘူး။တနည်းအားဖြင့်တင်မောသားလုခွင့်မပေးတော့ဘူးပေါ့။ DMA ကတရားဝင်ကိုပိတ်လိုက်ပါပြီ။အသက်25နှစ်အောက်ပဲတင်မောသားလုခွင့်ရှိတော့မယ်လို့ရန်ကုန်မြို့အခြေစိုက်တင်မောသားအလုပ်ကန်အေဂျင်စီတင်တန်းကြောင်းကတာဝန်ရှိသူတို့ကရှင်းပြထားပါရတယ်။ အကြမ်းဖက်စစ်ကောင်စီကအသက်25နှစ်နဲ့အထက်လူငယ်များကိုတင်းမောသားအလောက်ကိုင်းပိတ်ပင်ရမှာလူငယ်များကအမှန်တကယ်တင်းမောလိုက်ရမှာမဟုတ်ပဲပြည်ပကိုအကြောင်းမျိုးမျိုးကြောင့်ထွက်ခွာလိုတဲ့အတွက်တင်းမောသားအဖြစ်နဲ့ဝင်ရောက်ရှောက်ထားနေကြခြင်းဒေမောဒအခြေခံတင်နှံများမှာစိတ်ပါဝင်စားမှုမရှိဘဲနဲ့တက်ရောက်နေကြခြင်းပြည်ပကိုရောက်ရှိတဲ့အခါမှာတင်းမောမှာဆက်လက်တောင်းဝန်မထမ်းဆောင်ဘဲနဲ့ ရောက်တဲ့နိုင်ငံမှာခုံချခြင်းလို့ကြောင့်အသက်25နှစ်နဲ့အထက်ရှိသူများအားလုံးကိုပင်မောသောအဖြစ်လောက်ကန်ခွင့်ပိတ်ပင်လိုက်တယ်လို့စစ်ကောင်စီကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။စစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်တွေပေါ့အထူးသဖြင့်အသက်18နှစ်ကနေအသက်35နှစ်အတွဲမှာပင်မောသားလှုပ်ဖို့ရှောက်ကြတဲ့လူငယ်အရေးအတွက်ကတိမ်းတဲ့ချီကိုရှိလာပါတယ်။အခုကစစ်မှုထမ်းတိတ်ဆောင်ဖို့ပင်မောသားအဖြစ်နဲ့ဝင်ရှောက်ကြတာပင်မောတက်ပြီးရင်လည်း ဥရောပနဲ့ကောင်းတဲ့နိုင်ငံတွေကိုရောက်ရင်ခုံချကြတာများတယ်။သူတို့ကိုပိတ်ပင်တာအဓိကကစစ်မှုထမ်းတိမ်းရှောင်တာများတာလို့ပိတ်တာလို့ရန်ကုန်ကဝါရင်တင်မောသားတူကပြောပြထားပါဗျ။မြန်မာနိုင်ငံမှာလက်ရှိအနေအထားအရတင်မောသားလူဦးရေ16,219ဦးရှိတယ်တဲ့ကတင်မော တက်ရောက်ပြီးသူ6,900ရှိပြီးအလုံးမရသေးပဲနဲ့တင်မောတက်ဖို့စောင့်နေတဲ့လူတင်မောသားလူသစ်18,119ဦးရှိတယ်လို့သိရပါဗျ။တင်မောသားမှတ်ပုံတင်ရန်လူသစ်လျှောက်ထားသူအရေးအတွက်ဟာလဲ တနေ့တခြားတိုးပွားလာကြောင်းရေချောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့အချက်အလက်များအရသိရပါဗါဒအချက်မှတ်စစ်ကောင်စီကစစ်မှုထမ်းရန်အကြုံးဝင်နေတဲ့အသက်16နှစ်ကနေအသက်35နှစ်အတွင်းလူငယ်များကိုလည်းပြည်ပကိုအလုတ်ကိုင်းတွားရောက်လုတ်ကိုင်းခွင့်မပြုတော့ပဲပိတ်ပင်ထားရကနေအခုနောက်ဆုံးမှာတော့အသက်25နှစ်နဲ့အထက်လူငယ်များအားလုံးကိုသင်းမောသားအလုတ်ကိုင်းလုတ်ကိုင်းခွင့်မပြုတော့ပဲပိတ်ပင်လိုက်ချင်းဖြတ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကိုတိမ့်ပိုက်နိုင်ရေးအတွက်အကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းတပ်သားတဲ့များကိုမူရဲစစ်တွေကျွေးကအသေးခံတိုက်ခိုင်းနေပြီးတော့တော်လိုင်းတပ်ဖွဲ့များကစစ်တပ်ထဲကထွက်ပြေးလာတဲ့စစ်သားများကိုကယ်ထုတ်ပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နောင်ချုံမြို့ကိုပြန်လည်တိမ့်ပိုက်နိုင်ရေးအတွက်စစ်ကောင်စီတပ်ကစစ်မှုထမ်းတပ်သားတဲ့များပြည်ဦးလွင်စစ်တင်တန်းကျောင်းက ကျောင်းဆင်းစစ်သားတဲ့များကိုအုံပြုပြီးတော့ပြင်ဦးလွင်မြို့နယ်ဘက်ကတကြောင်တောင်ခမ်းဘက်ကတကြောင်စစ်စုပေါင်းစစ်ကြောင်းနှစ်ကြောင်နဲ့ထိုးစစ်ဆင်လျက်ရှိရာတဖက်သားအပြစ်ခတ်ရစဲထားတဲ့ TNL နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကခုခံတိုက်ခိုက်နေကြတယ်လို့သိရပါတယ်စေးတွေကျွေးပြီးတော့နောက်ကနေအမိတ်ပေးပြီးတတ်ခိုင်းတော့အစုလိုက်အပြုံလိုက်တက်အစုလိုက်အပြုံလိုက်သေကုန်တာပေါ့အဲ့ဒီသေသွားတဲ့မသားအလောင်းတွေကိုကြော်ခွပြီးနောက်ထပ်ထတ်တိုးလာတာမျိုးတွေအမြဲကြုံနေရပါတယ်လူသားတိုင်းဆိုရင်လည်းဟုတ်တယ်အသေးခံတပ်သားဆိုရင်လည်းဟုတ်ပါတယ်မြင်ရတဲ့မြင်ကွင်းက ကိုရီဘက်ကတောင်မှသွေးပြက်ချင်းစရာမျိုးပဲတကယ်ကိုလူစိတ်ပြအောင်လှုပ်ထားတာပါကျွန်တော်တို့တပ်ဖွဲ့တွေရှိတာကြီးကိုတိတိယက်နဲ့တက်လာတာပြီးတော့ဖြောက်တော့ကိုစစ်ကြောင်းထိုးတာအနိကတက်ထိုးလာတော့အနိကစော်ရရတာပေါ့ကိုရီဘက်ကလည်းထိတာတွေရှိပါတယ်လို့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA တပ်ဖွဲ့ကတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူကရှင်းပြထားပါတယ်ဒါအပြင်စစ်ကောင်စီတပ်အတွင်းကထွက်ပြေးနေတဲ့စစ်သားများလည်းရှိပြီးတော့တချို့ဟာအကူအညီတောင်းခံလာတဲ့အတော့ ဒီရပိုင်းအတွဲမှာရှေ့ဦးထက်မနေ့ကိုကဲထုတ်ပေးထားရတယ်လို့သိရပါဗါးအခုလိုမျိုးကဲထုတ်ပေးထားတဲ့သူတွေကိုသက်ဆိုင်ရာနယ်မြေဒေသမှာရှိတဲ့တော်လိုင်းအဖွဲ့များနဲ့ချိတ်ဆက်ပြီးတော့စီစစ်အတီးပြုတ်ကလွတ်မြောက်နယ်မြေကိုပို့ဆောင်ပေးခဲ့ရတယ်လို့သိရပါဗါးစစ်မှုထမ်းဥပဒေနဲ့အစွဲခံရပြီးတော့ရှေ့တန်းရောက်လာတဲ့သူတွေအခုညီတောင်းလို့ကဲထုတ်ပေးထားရတာဒီရပိုင်းမှာဆိုရင်ရှေ့ရောက်တဲ့မနေ့ရှိပါတယ်အင်းတော်ကြောက်ကူဘက်ရောနောင်ချိုတဝိုက်မှာရောအမဲလိုလိုဖမ်းမိတာထွက်ပြေးခြင်းလို့ခေါ်ထုတ်ပေးရတာတွေလည်းရှိတယ်တက်သေးကနေပြေးကျင်တဲ့သူတွေကတော့အများကြီးပဲ ထိုးစစ်လုပ်ဖို့တက်အစုံကြောင်းအစုံကစွဲထုတ်ပြီးတော့ထိုးစစ်လုပ်နေတာပါတကယ်တော့အင်အားကများဟန်ပြထားတာဝါရဖြန်တာကအစရှေ့စုမဲ့စုအင်အားနဲ့တိတ်ခါဆဲခြင်းလို့မနိုင်မန်းတည်တည်နဲ့ကိုထိုးစစ်ဆင်းနေတာပါလို့ဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPLA တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကရှင်းပြထားပါတယ်စစ်မှုထမ်းပေါ်တာဆွဲခံရသူများအနေနဲ့လွတ်မြောက်ရနေမြေကိုတိမ်းရှောင်နေထိုင်ကြရန်ပေါ်တာဆွဲခံရပြီးတော့စစ်တပ်ထဲမှာရောက်ရှိနေတဲ့သူတွေအနေနဲ့လဲမင်းအွန်လိုင်းနဲ့အပေါင်းပါလူတစုအတွက်အသက်အသေးမခံပဲရရနီလန်းရှာပြီးတော့ ရုံးထွက်ကြရန်တိုက်တွန်းထားပါရယ်အကြမ်းမဲ့စစ်ကောင်စီကဇွန်လတလာလုံးအပြစ်ခတ်ရစဲရေးကြေညာထားတော်လဲနောင်ချုံမြို့ကိုစစ်ကြောင်းများနဲ့အင်အားအပြည့်ထိုးစစ်ဆင်နေတဲ့အတွာလက်နက်ကြီးများပစ်ခတ်ခြင်းလေးချောင်းကနေတိုက်ခတ်ခြင်းများကိုလည်းဇက်တိုက်လှုပ်ဆောင်နေကြောင်းတရင်ရရှိပါရယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမော်ဘီမြို့နယ်မော်ဘီမြို့မှာရဲစခန်းကိုမိုင်းခွဲတိုက်ခိုက်ရာရဲတအုပ်ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ28ရက်နေ့ည10:25မိနစ်အချိန်မှာအကြမ်းဖက်စစ်တပ်လက်အောက်ခံမော်ဘီမြို့မှာရဲစခန်းကအဆောင်ရဲများကိုအဝေးထိန်းမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ရာရဲတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့လမ်းများပိတ်ဆို့ဆစ်ဆဲမှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ညကမစ်ရှင်လုပ်တဲ့အချိန်မှာအဆောင်ရဲခွဲတကောင်တော့ထိသွားတယ် နောက်ပိုင်းလမ်းတွေပိတ်တာစစ်ဆေးတာတွေလောက်တာရှိပါတယ်အဝေးထိန်းမိုင်းကိုလက်ပစ်မိုင်းကပ်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ပြင်းအားကတော့တော်တော်ပြင်းပါတယ်အတန်လဲတော်တော်ကျဲတယ်ကျွန်တော်တို့ရဲဘော်တွေအားလုံးကတော့အေးဆေးပဲလို့ရန်ကုန်အာမီ 1A တပ်ဖွဲ့ကတောင်းရှိသူကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုရန်ကုန်အာမီ 1A နဲ့အနောက်ပိုင်း KI ပတ်ကဖတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးပျောက်ကြားရဲဘော်များ အထိကိမရှိဘဲနဲ့ပြန်လည်ဆောက်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ရန်ကုန်မြို့ပြပျောက်ကြားရဲဘော်များအနေနဲ့စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်များကိုဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်ပြီးပြည်သူများအနေနဲ့စစ်ကောင်စီတပ်စခန်းရဲစခန်းတောက်တိုင်များအနီးမှာတွာလာနေထိုင်ခြင်းမျိုးမပြုလုပ်ကြရန်သတိပေးထားကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအဝင် အမှတ်3ဂိတ်နဲ့အမြန်လန်းနဲ့ဘကိုးလန်းဟောင်းလမ်းဆောင်ဂိတ်တို့မှာစစ်တပ်နဲ့ရဲများရဲ့ငွေတောင်းရမှုများဟာစိုးဝါလာတဲ့အပြင်ပြည်သူများကိုရိုက်နှက်ဆဲဆိုတဲ့အထိရန်ကားလာကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်တိုင်းအဝင်အမှတ်3ဂိတ်မှာ၎င်းရန်ကုန်မန္တလေးအမြန်လန်းအဝင်နဲ့ ်ဘကိုလန်းဟောင်းလမ်းဆောင်ဂိတ်တို့မှာစစ်တပ်ရဲရင်ထင်းရဲလာဝကစီပင်အပါဝင်ဌာနဘောင်းဆောင်ကခွေးတွေကဂိတ်ချထားတယ်လို့သိရပါဗါးအဲ့ဒီဂိတ်များမှာခီးသွားပြည်သူများကိုအမှတ်ပုံတင်စစ်ဆေးခြင်းမော်တော်ယာဉ်များကိုစစ်ဆေးခြင်းများလှုပ်ဆောင်နေတယ်လို့သိရပါဗါးခီးသွားပြည်သူများရဲ့အမှတ်ပုံတင်များကို personal scrutinization နဲ့ monitoring system PSMS application နဲ့စစ်ဆေးပြီးတော့ဖြတ်တန်းသွားလာတဲ့ပြည်သူတိုင်းကိုပတ်စံတောင်းနေခြင်း ်ပတ်စံပေးရတဲ့အပြင်ခီးသွွားပြည်သူများကိုဆဲဆိုခြင်းကားပေါ်ကနေဆင်းခိုင်းပြီးတော့ရိုက်နှက်ချင်းများကိုလည်းလှုပ်ဆောင်နေကြတယ်လို့သိရပါတယ်ရန်ကုန်အဝင်ဘက်အချမ်းဂိတ်ကပြည်သူတွေကိုပတ်စံတောင်းတယ်ပြက်တနာရှာဆဲဆိုပြီးတော့မိုက်ရိုင်းတယ်နရင်းတွေရိုက်ပါးတွေရိုက်လှုပ်တယ်သူတို့စိတ်မထင်ရင်မထင်သလိုလှုပ်နေတာအဲ့ဒီမှာတောင်းနေတာကရဲကအနည်းဆုံး9000ကနေစတောင်းတယ် ်ရင်မပုံတင်စစ်ဆေးတာကလည်းကားတစီးမှာလူ9ယောက်ပါရင်2000တောင်းတယ်အဲ့ဒါကိုဘေးကခြေလျင်စစ်ခွေးကကားတစီးကို1000ထပ်တောင်းတယ်လေတဲ့ယူနီဖောင်းဝတ်ထားတဲ့စစ်ခွေးကလည်းငွေ1000ခွဲကနေပြီးတော့3000အထိကားပေါ်မှာပါရင်လူပါရင်ပါသလောက်တောင်းတယ်လာဝကတွေက9000တောင်းတယ်စရဖားတွေက9000တောင်းတယ်အဲ့ဒီဂိတ်တစ်ခိတ်မှာဌာနဘောင်းဆောင်ကဝိုင်းတောင်းနေကြတာတကယ်ကိုတရောင်းစားတွေလိုပဲဂိတ်တွေဖြတ်ရင်အချိန်မကြာခြင်းပတ်စံထုတ် မှတ်ပုံတင်ပြမြန်မြန်ထွက်အဲ့ဒီလိုဖြစ်နေတာလို့ခီးသွွားပြည်သူတို့ကရှင်းပြထားပါတယ်။ဒါအပြင်ခီးသည်များနဲ့ပြည်သူများရဲ့ဖုန်းတွေကိုလည်းစစ်တပ်ကကွန်ပျူတာနဲ့ဆက်ဆေးခြင်းဖုန်းကိုဖွင့်ပြီးတော့ဆက်ဆေးခြင်းများလုံဆောင်နေတယ်လို့သိရပါတယ်။နှလုံးသုံးလုံးလောင်းကစားများပါခြင်းနိုင်ငံရေးနဲ့ပတ်သက်တဲ့ post များကို like ပေးထားခြင်း share ထားခြင်းများကိုလုံဆောင်ထားပါကပြဿနာရှာတဲ့အပြင်ဖမ်းချုပ်ရိုက်နှက်ပြီးတော့ငွေကြက်သိန်းကိုဆဲချီပြီးတော့တောင်းခံနေတယ်လို့သိရပါတယ်။ပတ်စံတောင်းတာမပေးရင်ခီးသည်တွေကိုထောက်ခံစားမေးတယ်ဖုန်းတွေစစ်တယ်ကိုထိလက်ရောက် ရိုက်နှက်ဆဲဆိုတာတွေကိုလုပ်နေပါတယ်အဲ့ဒါကအမျိုးသားလူငယ်တွေအလောက်ခံရတာများတယ်မင်းပုံစံစောက်ချိုးမပြေဘူးတောင်မကျိုးဘူးဆိုပြီးတော့လှုပ်တာတချို့လူငယ်တွေကတော့စုမှုတိုင်းအဖြစ်နဲ့အဖမ်းခံလိုက်ရတယ်လို့ကိုယ်တိုင်ရိုက်နှက်ခံရတဲ့လူငယ်တအုပ်ကရှင်းပြထားပါတယ်အလားတူပဲလမ်းဆောင်ဂိတ်မှာလဲစစ်တပ်ရဲလောက်ဝကနဲ့ဌာနဘောင်းဆောင်ကတောင်းရနေတဲ့အပြင် ညနေပိုင်းမှာတောက်စားမှုရစ်ပြီးတော့ပြည်သူများကိုစစ်ဆေးနေကြောင်းသိရပါတယ်။အမျိုးသမီးများကိုလည်းလိင်ပိုင်းဆိုင်ရာထိပါမှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အဲ့ဒီဂိတ်များမှာတိုင်ကြားနိုင်တဲ့ဆိုတဲ့ဖုန်းနံပါတ်များနဲ့လိပ်စာများရေးသားထားတဲ့အတွက်တိုင်ကြားကြတော့လေဘာအရေးယူမှုမှမလုပ်ဘူးလို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ငလျင်တန်းကြောင့်အတိဒုက္ခရောက်နေတဲ့မင်းကုန်းဒေသကခြေွာတွေကိုအကြမ်းဖက်ဆက်တက်ကအကူအညီမပေးဘဲမီးလောင်တိုက်သွင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ28ရက်နေ့မှာမင်းကုန်းဒေသမြောက်ချမ်းကခြေွာတွေကိုစစ်တပ်ကစစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ငလျင်လှုပ်တုံးကကူညီမဲ့သူတွေကိုဒီဘက်ကိုလာခွင့်မပြုခဲ့ပါဘူး။သူတို့ကိုယ်တိုင်လည်းလာမကူဘူး။အယမ်းဖို့ဒုက္ခရောက်ရပါတယ်။ အခုကြတော့ရုတ်တရက်ဝင်ပြစ်ပြီးတော့ပြစ်တာခတ်တာတွေလှုပ်တာမီးရှို့တာအကုန်လုံးခါဝဲခါးစားနဲ့ပဲထွက်ပြေးနေရတာဘောလို့ ကင်းကျေးရွာဒေသခံတို့ကပြောပြထားပါဗျ။ငလျင်တန်းကြောင့်ဒေသခံတွေရဲ့စိုက်ပျိုးရေးလုပ်ငန်းအများအပြားပြတ်စီးခဲ့ပြီးတော့အရှုံးပေါ်တဲ့အချိန်မှာအခုလိုမျိုးနေအိမ်တွေပါမိရှုပ်ဖြတ်စီးခံရတာဖြစ်တဲ့အတွက်ခက်ခဲမှုတွေရှိနေတယ်လို့ဒေသခံတွေကပြောကြားထားပါဗျ။လက်ရှိအချိန်မှာမင်းကုန်းများသိန်းတန်းဖရဲရဲ့မြောက်ဘက်ချမ်းမှာရှိတဲ့ကျေးရွာပေါင်း၁၀ရွာထက်မနည်းဟာစစ်ကောင်စီရဲ့စစ်ကြောင်းထိုးမိရှုပ်မှုတွေကြောင့်ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့သိရပါဗျ။ကျေးရွာတွေမိရှုပ်ဖြတ်စီးမှုဟာဇွန်လ28ရက်နေ့ည8နာရီအကျော်အထိ ဆက်ပြီးတော့ရှေ့နေဆဲဖြစ်ပြီးမန္တလေးမြို့ပတ်ကမ်းကနေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးတံများကိုလည်းညနေပိုင်းအထိကိုကြားနေရတယ်လို့သိရပါဗျ။လက်ရှိချိန်ထိအင်ဂျီပေါင်း180နှလုံးရှိတယ်။ကင်းကြီးပါတစ်ခုလုံးလည်းပြာကျခဲ့ရပြီးတော့လူပေါင်း9ဦးထက်မနည်းစစ်ကောင်စီရဲ့လက်ချက်နဲ့တေဆုံးခဲ့ရတယ်လို့ဒေသခံတွေကအတည်ပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ